ဟယ်လိုအားလုံးပဲမင်္ဂလာပါအစင်း MMA ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အောင်လာရဲ့ပြိုင်ဘက်ဖြစ်တဲ့ဖန်ရုံရဲ့စွမ်းဆောင်ရည်ကို အသေးစိတ်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပြီးတော့ပြိုင်ဘက်အစ်စ်ရသွားပြီဖြစ်တဲ့မာတင်ကိုရဲ့အကြောင်းဟန်နရီစီဂျူတိုနဲ့ပြန်လေ့ကျင့်နေတဲ့ဒီမစ်ထရီရဲ့ဂျွန်ဆန်ရဲ့အကြောင်းပြီးတော့ရှုံးချင်းနံကိုစိန်ခေါ်လိုက်တဲ့ BJJ ဆီယာမလီဒန်နီယယ်ခယ်လီရဲ့အကြောင်းတို့ကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ် လာမယ့်မေလ9ရက်နေ့မှာအမေရိကန်မှာကျင်းပမယ့်159တန်းပြိုင်ပွဲမှာဆိုရင်အောင်လာအန်ဆန်းနဲ့တေယုတ်နိုင်ငံဖိုက်တာဖန်ရုံတို့ကို1ချန်ပီယံရှစ်ကနေမှပွဲတည်ပေးထားပါတယ်အောင်လာအတွက်ချန်ပီယံခပတ်ပြန်စိန်ခေါ်ခွင့်ရဖို့ဆုံးဖြတ်ပေးမဲ့ပွဲစဉ်တပွဲဖြစ်တာကြောင့်တော်တော်လေးကိုအရေးကြီးပါတယ်။အောင်လာနဲ့ဖန်ရုံတို့ကိုပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကပွဲတည်ပေးခဲ့တာပါ။ အဲ့ဒီတုန်းကဖန်ရောင်ဟာဆိုရင်ကိုဗစ်ကူးစက်ခံရပြီးနှုတ်ထွက်သွားတဲ့အတွက် give to give out နဲ့တာထိုးတက်လိုက်ရပါတယ်။ one championship ကနေလဲအောင်လာကိုချက်ချင်းခပတ်လူခွင့်မပေးဘဲနဲ့ဖန်ရောင်နဲ့ပွဲပြန်တည်ပေးလိုက်ပါတယ်။ဖန်ရောင်ဟာဆိုရင် အသက်29နှစ်တာရှိသေးတဲ့ fighter တဦးဖြစ်ပြီး အသက်ငယ်ရွယ်ပေမဲ့လည်း MMA လောကထဲဝင်လာတာတော့နောက်ကျပါတယ်။ 2016ခုနှစ်ရောက်တဲ့အချိန်ကျမှ MMA ကိုစကစားဖြစ်တယ်လို့သိရပါဗျ။လက်ရှိချိန်မှာတော့ကျွန်တော်တို့ရဲ့မြမစပတ်အုံးမွေကြီးအောင်လအန်ဆန်းထက်ကို9နှစ်လောက်ငယ်ပါတယ်။ဖန်ရုံဟာဆိုရင်လက်ရှိအချိန်ထိ MMA ပွဲပေါင်း22ပွဲကစားထားပြီးပွဲစဉ်ပေါင်း16ပွဲကိုအနိုင်ရခဲ့ပြီး3ပွဲသာရှုံးနိမ့်ထားပါတယ်။ဒါကြောင့် MMA record ဘိုင်းအရာလည်းမဆိုးဘူးလို့ပြောလို့ရပါတယ်။ တူရဲ့ fighter ဘဝပွဲဥထွက်မှာတပွဲရှုံးနိမ့်ခဲ့ပြီး1ရဲ့လက်အောက်မှာတော့နပွဲရှုံးနိမ့်ထားပါတယ်။တူရှုံးနိမ့်ထားတဲ့ fighter တွေကတော့အောင်လာရဲ့ပြိုင်ဘက်ကြီးတွေဖြစ်တဲ့ Rainia နဲ့ Vitaly Bitis တို့ပဲဖြစ်ပါတယ်။အနိုင်ရထားတဲ့ပွဲစဉ်ပေါင်း16ပွဲမှာဆိုရင်ဆက်တပွဲကချုပ်ကွက်နဲ့အနိုင်ရထားပြီးတော့6ပွဲကအလဲထိုးနဲ့အနိုင်ရထားတာပါ။နပန်းနဲ့ဘောင်စင်နောက်ခံရှိတဲ့ fighter တအုပ်ဖြစ်တာကြောင့် Stand 5ရော Ground 5ပိုင်းပါ way around that လို့ပြောလို့ရပါတယ်။ဒါပေမဲ့လည်းထိတ်တန့်အဆင့်မျိုးတော့မဟုတ်သေးပါဘူး။ fan ရောကစားထားတဲ့ပွဲတွေရဲ့ record ကိုပြန်ကြည့်မယ်ဆိုရင် ground 5ပိုင်းကိုပို့ပြီးတော့အာတန်တယ်ဆိုတာတွေ့ရပါတယ်။ fan run ရဲ့ ground 5ပိုင်းကစားတဲ့ပုံစံဟာဆိုရင်နှစ်ပန်းပုံစံဖြစ်ပြီးအထက်ကနေဖိအားပေးပြီးတော့ရရင်ရတယ်လို့ ground and pound တိုက်ခိုက်တဲ့ပုံစံကိုအဓိကအသုံးပြုထားပါတယ်။အဲဒါကြောင့် bidish နဲ့ကစားပုံချင်းတူတယ်လို့ပြောလို့ရပါတယ်။ ါပေမဲ့လေ British ကိုတောင်ချုပ်ကွက်နဲ့ရှုံးနိမ့်ထားတာကြောင့်သူ့ရဲ့အဆင်ကတော့ထိတ်တန့်အဆင်တော့မဟုတ်ပါဘူး။တေချာတာတစ်ခုကတော့ဖန်ရုံအနေနဲ့အောင်လာကိုစတန်းမှာရှင်နိုင်မှာတော့မဟုတ်ပါဘူး။ဒါကြောင့် ground gain နဲ့ပဲထွက်လာမှာပါကျွန်တော်တို့ရဲ့မြမစပအုံးဝေကြီးအောင်လာအန်ဆန်းအနေနဲ့လည်းနဘန်းပိုင်းကိုတေချာပြင်ဆင်ထားတာကြောင့် fan ရုံရဲ့ gain plan ကတော့အလုတ်ဖြစ်မယ်တော့မထင်ပါဘူးနောက်တစ်ချက်ပြောစရာရှိတာက ဖန်ရုံဟာဆိုရင်ပြီးခဲ့တဲ့2021နှစ်ကုန်ပိုင်းမှာဗီတလီဘီတစ်နဲ့ထိုးတက်ပြီးကြတဲ့ကပွဲဝေးနေတာဖြစ်ပါတယ်။ခုဆိုရင်ပွဲမထိုးတာတနှစ်တောင်ကျော်သွားပါပြီ။ဒီလိုပွဲဝေးထားရတဲ့အချက်ကလည်းအောင်လာအတွက်နိုင်ဖို့အခွင့်အရေးကြီးတစ်ခုဖြစ်နေပါတယ်။အောင်လာအနေနဲ့ကတော့ ပြီးခဲ့တဲ့နှစ်လအတွင်းမှာနှစ်ပွဲထိုးထားပါတယ်။ ဒါကလည်းအောင်လာရဲ့အာသာချက်တွေပါပဲခြုံငုံတုံတက်ရမယ်ဆိုရင်တော့ဖန်ရုံရဲ့ ground ဆွမ်းရည်ကလည်းထိတ်တန့်အဆင့်မျိုးမဟုတ်တာကြောင့်အောင်လာအတွက်တိတ်ပြီးတော့မခက်ခဲနိုင်ပါဘူးပြီးတော့တခြားအဖက်ဖက်ကနေရှင်ပြိုင်ကြည့်မယ်ဆိုရင်လည်းအောင်လာပဲတာနေတာကိုတွေ့ရပါတယ်ဒါကြောင့်အောင်လာကပဲဖန်ရုံကိုအနိုင်ယူပြီးတော့မီဒဝိတ်ခပတ်လူခွင့်ရသွားဖို့ဖြစ်နိုင်ခြေကပိုများနေပါတယ် ဒီပွဲမှာဆိုရင်ဖန်ရုံကအောင်လာရဲ့နဘန်းနဲ့ဂျူချစ်စုပိုင်းတိုးတက်လာမလားဆိုတာကိုဆန်းစစ်ပေးမဲ့ဖိုက်တာပါ။သူနဲ့ထိုးတက်ရတာကယူရှင်အိုဂါမီနဲ့ဂီဗတ်တိုဂီဗာအိုရိုလောက်တော့မလွယ်လောက်ပါဘူး။အဲဒါကြောင့်လာမယ့်9ရက်နေ့မှာကျင်းပမယ့်ဒီပွဲစဉ်တွေမှာဘယ်လိုရတာမျိုးခံစားရမလဲဆိုတာကတော့စောင့်ကြည့်အောင်ပါပါ။ ဆက်လက်ပြီးတော့တိုင်ဘက်အတရရွားပြီဖြစ်တဲ့မာတင်ငွေရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။မာတင်ငွေရင်ကိုဖေဖော်ဝါရီလ25ရက်နေ့မှာကျင်းပမဲ့1597ပြိုင်ပွဲမှာချက်မေကာဆာနော့နဲ့ဝမ်ချမ်ပီယံရှစ်ကပွဲတည်ပေးထားပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလိုင်ယာဖရေးမနော့ကိုရှုံးနိမ့်ထားတဲ့မာတင်ငွေရင်အတွက်ဒီပွဲဟာဆိုရင်အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ချန်ပီယံလမ်းကြောင်းပေါ်ပြန်ရောက်ဖို့အတွက်ဒီပွဲကိုမဖြစ်မနေအနိုင်ရဖို့လိုအပ်ပါတယ်။ ဒါကြောင့်မာတင်ကိုရဲ့အနေနဲ့လည်းပွဲအတွက်တေချာပြင်ဆင်နေခဲ့ပါတယ်။အောင်လာတို့ရဲ့ K Cliff FC မှာ camp ဝင်လေ့ကျင့်နေတဲ့စံပူနှပန်းသမားဖြစ်တဲ့ Shamee Gasano ကိုရှင်နိုင်ဖို့အတွက် grappling ဘိုင်းကိုလည်းတေချာပြင်ဆင်နေခဲ့ပါတယ်။ဒါပေမဲ့လည်းကန်ဆိုးစွာနဲ့ Shamee Gasano ဟာဆိုရင်ပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့ပါတယ်။အရေးပြားယောဂါကူးစက်ခံရတာကြောင့်ဆက်လက်မရှင်ပြိုင်နိုင်တော့ပဲနှုတ်ထွက်သွားရတာဖြစ်ပါတယ်။ မာတင်ငုတ်ရင်ကလူမှုကွန်ရက်ကနေတဆင့်အတိပေးလာတာဖြစ်ပြီး1 Championship ဘက်ကနေတော့တရားဝင် ထုတ်ပြန်ထားတာမရှိသေးပါဘူးတကယ်လို့ဒါပွဲလုံးဝပြတ်သွားမယ်ဆိုရင်တေချာလေးကျင့်ထားတဲ့မာတင်ငုတ်ရင်အတွက်တော်တော်လေးနစ်နာရမှာဖြစ်ပါတယ်ဒါကြောင့်1 championship ဘက်ကလည်းတခြား fighter တအုပ်နဲ့အစားထိုးဖို့အတွက်တတ်နိုင်တယ်များဂျိုးပန်ပေးခဲ့ပါတယ်။ခုတော့1 championship ဟာဆိုရင် မာတင်ကိုယင်ကိုတခြား fighter တအုပ်နဲ့တရားဝင်ပွဲတည်ပေးလိုက်နိုင်ပြီဖြစ်ပါတယ်။ အစားထိုးပေးလိုက်တဲ့ fighter ကတော့ Kazakhstan နိုင်ငံသား Reservely Shadowless ပဲဖြစ်ပါတယ်။အခုလိုပွဲနာနီးမှာအစားထိုးရတဲ့အတွက် catch weight ကောင်းစဉ်အောက်မှာပဲထိုးကြပါလိမ့်မယ်။မာတင်ငူရင်ရဲ့ပြိုင်ဘက်ဟာဆိုရင် အသက်22နှစ်တာရှိသေးတဲ့ fighter တူပဲဖြစ်ပါတယ်။သူဟာဆိုရင် one championship နဲ့စာချုပ်ချုပ်ဆိုထားတာလည်းမကြသေးပါဘူးဒီပွဲက သူ့အတွက်ပထမဦးဆုံးပွဲဦးထွက်မဲ့ပွဲစဉ်လည်းဖြစ်ပါတယ် ဝမ်ချန်ပီယံရှစ်ကိုမရောက်ခင်ကတည်းက MMA 6ပွဲကစားထားပြီး6ပွဲစလုံးကိုအနိုင်ရထားတဲ့ record ကောင်းတွေကိုပိုင်ဆိုင်ထားပါတယ်။ဒါ့ပြင်ငယ်ကုံကလည်းရှိသေးတဲ့အတွက်လေ့ကျင့်မှုတွေဒါပုံမှန်လှုပ်ဆောင်ထားမယ်ဆိုရင်မာတင်ကိုယင်ကိုဒုက္ခပေးနိုင်မှာပါ။သူကအပျော်တမ်းပွဲတွေမှာတုန်းကလည်းရလက်ကောင်းတွေရခဲ့ပါတယ်။မာတင်ကိုယင်ဘက်ကလည်းတေချာလေးကျင့်ထားတဲ့အတွက်ဒီပွဲမှာအသာစီးရတော့ဘူးတော့များနေပါတယ်။ ဒါပေမဲ့လည်းအပိုင်ပြောလို့တော့မရသေးပါဘူး။စောင့်ကြည့်အောင်ပါပါ။ Reservely Shadow Left အနေနဲ့ပွဲထိုးကနီးတပတ်လိုမှအစားထိုးဝင်ရောက်လာတဲ့အတွက်ဘယ်လိုလုပ်ပြနိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ဆက်လက်ပြီးတော့ Henry Sejudo နဲ့ပြန်လေ့ကျင့်နေတဲ့ Dimitri Johnson ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ ဝမ်ချန်ပီယံရှစ်ဟာဆိုရင်ပြီးခဲ့တဲ့နှစ်ကတည်းကအမေရိကန်မှာကျင်းပမဲ့ပထမဆုံးပြိုင်ပွဲကိုချပြထားပါတယ်။အဲ့ဒီပြိုင်ပွဲကတော့လာမယ့်မေလမှာကျင်းပမှာဖြစ်ပြီးအမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်မှာကျင်းပသွားမှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲရဲ့ကောင်ပွဲမှာတော့အမေရိကန်ပြည်သက်တွေနဲ့ရင်းရင်းနှီးနှီးရှိတဲ့ Dimitri ရဲ့ Johnson နဲ့ Andrino Morris တို့ရဲ့တွဲဆိုင်ပဲဖြစ်ပါတယ်။အခုကျင်းပသွားမယ့်ဒီပွဲဟာဆိုရင် ဒီမက်စထရီရဲ့ဂျွန်ဆန်နဲ့အန်ဒရီနိုမော်ရေးစ်တို့ရဲ့တတိယမကြေပွဲလေးဖြစ်ပါတယ်။ရှေ့နှစ်ချိန်မှာတော့တယောက်တစ်ချိန်စီအနိုင်ယူထားတာကြောင့် ဒီပွဲကသူတို့ကြားမှာရလက်ကွဲပြားသွားစေမဲ့ပွဲလေးဖြစ်ပါတယ်။ပထမပွဲမှာတော့ Dimitri ရဲ့ Johnson က One Championship ရဲ့စီးမင်းနဲ့အကျွမ်းဝင်မရှိသေးတာကြောင့်ရှုံးနိမ့်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့လည်းမကြည်ပွဲမှာတော့ Dimitri ရဲ့ Johnson ကအကောင်းဆုံးစွမ်းဆောင်ပြပြီးရှုံးကျွေးတွေကိုလှလှပပဆက်နိုင်ခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့တတိယမကြည်ပွဲလဲစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ American ပြည်သက်တွေရှိမှဘသူကပဲပွဲကျမ်းပြနိုင်မလဲဆိုတာကတော့စောင့်ကြည့်အောင်ပါ။ ရလက်ပြတ်သားစေပြီးချန်ပီယံအစစ်မှန်ကဘာလို့လဲဆိုတာကိုတက်သေးပြနိုင်ဖို့ဒီပွဲဟာဆိုရင်ဖိုက်တာနှစ်ဦးလုံးအတွက်အရေးကြီးပါတယ်။လက်ရှိချန်ပီယံဖြစ်နေတဲ့ Dimitriy Johnson အနေနဲ့လည်းဒီပွဲအတွက်တေချာပြင်ဆင်လေ့ကျင့်နေပါတယ်။လေ့ကျင့်ပြင်ဆင်မှုအနေနဲ့နာမည်ကြီးဖိုက်တာတအုပ်ဖြစ်ပြီး ် MMA လောကကနေယာယီအနားယူထားတဲ့ Henry Sejudo နဲ့လည်းပြန်တွဲလေ့ကျင့်နေတယ်လို့သိရပါဗျ။ Henry Sejudo နဲ့ Dimitri Johnson တို့ဟာဆိုရင် UFC တုန်းကပြိုင်ဘက်တွေဖြစ်ခဲ့ကြပါဗျ။ပြီးတော့သူတို့နှစ်ဦးဟာဆိုရင် UFC မှာတုန်းကလည်းနှစ်ကြိမ်တိုင်တိုင်ထိုးတက်ခဲ့ကြပြီးတော့တယောက်တစ်ကြိမ်စီအနိုင်ယူထားကြပါဗျ။ဒါပေမဲ့လည်းသူတို့နှစ်ဦးဟာဆိုရင်အဖွဲ့အစည်းမတူတော့တဲ့နောက်ပိုင်းမှာပြိုင်ဘက်တွေအဖြစ်သဘောမထားဘဲနဲ့အရင်ကတည်းကလိုအတူလေ့ကျင့်ခဲ့ပါဗျ။ ဟန်ဒရီစစ်ဂျူတိုဟာဆိုရင်စွမ်းဆောင်ရည်ကောင်းတဲ့ fighter တူဖြစ်ပြီးတော့ MMA ပွဲစဉ်ပေါင်း18ပွဲကစားထားရမှာလဲ16ပွဲနိုင်ပြီးတော့2ပွဲသာရှုံးနိုင်ထားပါတယ်။ Olympic နှစ်ပန်း champion တူလည်းဖြစ်တယ်လို့ UFC မှာဆိုရင်လေ weight တန်းနှစ်ခုရဲ့ champion လည်းဖြစ်ခဲ့ပါတယ်။သူနဲ့တွဲလေးကျင်းနေတဲ့ Demetrius Johnson အတွက်လည်းအထောက်အကူဖြစ်မှသိချပါပါတယ်။ ပြီးတော့ရှုံးကျင်းတံကိုစိန်ခေါ်လိုက်တဲ့ BJJ ဆီယာမလေးဒန်နီယယ်လေခေလီရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါသေးတယ်။ One Championship ရဲ့အမျိုးသမီး Sub Mission Grappling Fighter မလေးတူဖြစ်တဲ့ဒန်နီယယ်လေခေလီဟာဆိုရင် One ကိုရောက်ကြတဲ့ကလေချေနေပြီးတော့ MMA ဘက်က Fighter တွေကိုပါလိုက်ပြီးစိန်ခေါ်နေပါတယ်။အတန်ဝိတ်ဘယင်မကြီးဖြစ်တဲ့ Angela Lee ကိုတော့မှတောက်လျှောက်စိန်ခေါ်နေခဲ့ပါတယ်။လက်ရှိချိန်မှာတော့အန်ဂျလာလီကမိသားစုကိစ္စတွေနဲ့ပတ်သက်ပြီးပွဲမကစားသေးနိုင်ပါဘူး။ အဲ့ဒါကြောင့်ဒန်နီယယ်နဲ့ကယ်လီဟာဆိုရင်တခြားဖိုက်တာတွေကိုစိန်ခေါ်နေခဲ့ပါတယ်။ခုလည်းပဲ1ချန်ပီယံရှစ်ရဲ့အမျိုးသမီး Strawweight Champion ဖြစ်တဲ့ချုံချင်းနန်ကို Submission Grappling မှာကစားဖို့ဆိုပြီးစိန်ခေါ်သွားခဲ့ပြန်ပါတယ်။အန်ဂျလာလီနဲ့တင်မဟုတ်ဘူးချုံချင်းနန်နဲ့လည်း Submission Grappling မှာကစားချင်ပါတယ်။တကယ်တော့ဆန္ဒရှိမယ်ဆိုရင်ပါမစိုးဖြစ်နိုင်ပါတယ်။ချုံချင်းနန်ကအန်ဂျလာလီနဲ့ဆိုင်ရင်တော့ပိုပြီးတော့လွယ်ကူမှာတေးချပါတယ်။ ပါပဲဖြစ်ဖြစ်ဒူနဲ့ကစားချင်ပါတယ်ဆိုပြီးတော့ဒန်နီယယ်လေခဲလီကပြောသွားခဲ့ပါတယ်။အန်ဂျလာလီကိုစိန်ခေါ်ထားတာကတော့အန်ဂျလာလီဟာ grappling ကောင်းတဲ့ fighter တူဖြစ်တာကြောင့်လက်ခံလို့ရပါတယ်။ဒါပေမဲ့ရှုံးချင်းနန်ကတော့ striking the masses ဖြစ်ပါသူနဲ့ဒန်နီယယ်လေခဲလီကိုဒါပွဲတည်ပေးလိုက်မယ်ဆိုရင်လေအပြတ်တက်กว่าဟနိုင်မှာပါ။ဒါကြောင့်ဒီပွဲကဖြစ်မလာနိုင်ဘူးလို့မြင်ပါတယ်။ အန်ဂျလာလီကတော့ဒန်နီယယ်လေခေလီရဲ့စိန်ခေါ်မှုကို လက်ခံထားပြီးသူမလည်း submission grappling ကစားချင်တယ်လို့ပြောထားပါဗျ။ဒါကြောင့်ဒန်နီယယ်လေခေလီနဲ့အန်ဂျလာလီတို့ရဲ့တွဲဆိုင်ကတော့တစ်ချိန်ကျရင်ဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်။လက်ရှိ One Championship ရဲ့အမျိုးသမီး submission grappling လောကမှာဒန်နီယယ်လေခေလီကို ရှင်ပြိုင်နိုင်တဲ့လူမရှိသေးပါဘူး။ခုပွဲတည်ပေးထားတဲ့အရာကမြူရာလည်းရှင်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်လည်းပတ်ပြီးတော့စိန်ခေါ်နေတာပါ။ ဝမ်းအနေနဲ့လေသူမအတွက်ပြိုင်ဘက်ကောင်းတယောက်ကိုရှာပေးတင်တယ်လို့မြင်ပါတယ်။နောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပါ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအာရှင်ပဲဖြစ်ပါတယ်။တ िश ူအားပေးသားကြတဲ့ပရိသတ်တို့ဦးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။အာရှင်ရဲ့ channel ကနေမှစိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတိုင်းလွဲချော်မသွားအောင်အခုအာရှင်ရဲ့ YouTube channel လေးကို subscribe လုပ်ထားနိုင်ပါတယ်။နောက်ထပ်တင်ဆက်ပေးရမယ့် video တွေမှာပြန်ဆုံတွေ့ကြပါစို့။